အားလုံးပဲမင်္ဂလာပါခင်ဗျာ MB သတင်းဌာနရဲ့ဒီကနေ့ဒီဇင်ဘာလ9ရက်ညပိုင်းအထိရရှိထားတဲ့အထူးကြေဆုံးသတင်းတွေကိုကျွန်တော်ခင်ဗျာလည်းတင်ဆက်ပေးပါတော့မယ်နောက်ဆုံးရထိတ်တန့်သတင်းတွေထဲစန်ရှိန်ညစွာနဲ့ UFC ကပတ်ယူခဲ့တဲ့ဂျိုရှူဝါဘန်တော်လင်းမှာပုံနေအသေးကိုကျွေးအောင်လုပ်ရမယ်လို့ပြောလာတဲ့ရှင်းညင်အောင်တော်လင်းစုမုန်နေမြေမှာပါတီဆိုင်မုတ်ထောင်တပ်ပုံရိုက်ပြီးပြန်ဖြုတ်ပြေးခဲ့ရတဲ့ကြန့်ခိုင်ရေးပါတီထိုင်းဘက်ထဲဘုံသီးတွေထမ်းမှန်ကြားရောက်ရင် တံမြင်ပစ်ခတ်မှုတွေလုပ်မယ်လို့ပြောလိုက်တဲ့ထိုင်းစစ်ဦးစီးချုပ်ကေအန်ထိုးစစ်ကိုမြန်တက်နိုင်မှုဟာတက်သွင်းသတင်းပေးတဲ့ကြောင်းဖြစ်တယ်ဆိုပြီးလောင်မြိုင်းနယ်လော်ဘီတွေအိန္ဒိယအကူအာအပိုင်းဖြစ်ဒေတာကကလပ်တခုမီးလောင်လို့ခေတော်လေးဦးအပါဝင်25ဦးတည်ဆုံးတဲ့သတင်းအဲ့လိုတနစ်တာထူးခြားဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးထားပါတယ် ဆန်ရှင်များစွာနဲ့ UFC ကပတ်ယူခဲ့တဲ့ဂျိုရှူဝါဘန်တရင်နဲ့ဆက်လိုက်ခြင်းပါတယ်ဂျိုရှူဝါဘန်ဟာလက်တလုံးမှာတင် UFC တမိုင်းမှာဘသူမှမလုံနိုင်တဲ့အမှတ်တမ်းပေါင်းများစွာကိုစိုက်ထူနိုင်ခဲ့ပြီဖြစ်ပါတယ်သူဟာ UFC ရဲ့ဝိတ်တန်အားလုံးကိုခြုံကြည့်မယ်ဆိုရင်ဒုတိယမြောက်အသက်အငယ်ဆုံးချန်ပီယံဆိုတဲ့ဂုဏ်ပုဒ်ကိုရရှိထားပါတယ်လူငယ်လေးတဦးအနေနဲ့ဒီအောင်မြင်မှုကိုကြားတာဟာတကယ့်ကိုမလွယ်ကူပါဘူးဘန်ဟာ flyweight တန်းမှာတော့အသက်အငယ်ဆုံးချန်ပီယံအဖြစ်ဆန့်ရှင်တင်ခဲ့ပါတယ် ဒါရွေပြင်းအာရှတိုက်တစ်ခုလုံးအတွက်ဂွန်ယူစရာမှတ်တမ်းတစ်ခုကိုပါကြားယူနိုင်ခဲ့ပါတယ်။ဒါကတော့ဘန်ဟာ UFC ရဲ့သမိုင်းတစ်ချောင်းလာပထမဦးဆုံးအာရှသားရှစ်ပြင်းဖြစ်လာခဲ့တာပါ။အဲ့လိုဂုံပုတ်တဲ့အပြင်မြန်မာပြည်ဖွားဖိုက်တာတဦးအနေနဲ့ UFC ရှစ်ပြင်းခပတ်ကိုပထမဦးဆုံးဆွတ်ခဲ့နိုင်ခဲ့သူပါ။၂၀၀၉နောက်ပိုင်းဖွားပထမဦးဆုံးရှစ်ပြင်းဘန်ဟာ၂၀၀၉နောက်ပိုင်းမွေးဖွားသူတွေအထက်ကပထမဦးဆုံး UFC ရှစ်ပြင်းဆိုရက်မှတ်တမ်းကိုလည်းရယူခဲ့ပါတယ်။ သူဟာထိတ်တန့် fighter တူဖြစ်တဲ့ပန်လိုဂျာကို26စက္ကန့်ပဲကြာတဲ့အချိန်နဲ့ပွဲသိမ်းနိုင်ခဲ့ပါတယ်ပန်လိုဂျာကိုဒီလောက်အချိန်တိုအတွင်းပထမဦးဆုံးပွဲသိမ်းနိုင်တဲ့ fighter ဖြစ် Joshua Aban မှတ်တမ်းဝင်သွားတာပါဒီလိုမှတ်တမ်းကောင်းတဲ့အများကြီးကိုတချိန်တည်းမှာပိုက်ဆိုင်ထားတဲ့ Joshua Aban ဟာကျွန်တော်မြန်မာနိုင်ငံရဲ့အာကစားလောကအတွက်ဂုဏ်ယူစရာကောင်းတဲ့စိန်တလုံးပါပဲလို့ပြောကြင်ပါတယ်ဒုတိယအနေနဲ့တော်လဲမှာပုံနေတဲ့အသီးကိုကျွေးအောင်လုပ်ရမယ်လို့ပြောလာတဲ့ရှင်းညင်အောင်တဲ့မှာ မနေ့ကရှင်းညင်တော်ပြောရေးဆိုခွင့်ရှိသူစလိုင်းယောမန်ကရှင်းညင်တော်တို့ရဲ့ဂျမ်မုံဝဲရှာဖွေပွဲမှာအဓိကအချက်တစ်ခုကိုအခုလိုပဲအလေးပေးပြောကြားသွားခဲ့ပါတယ်။ကိုကျိုးရှာရှင်တဲ့သူတွေအမြတ်ထုတ်ရှင်တဲ့သူတွေနဲ့ပေါက်ကျဲလှုပ်ရှင်တဲ့သူတွေအကုန်လုံးတော်လင်းရဲထဲမှာပါဝင်မလာစေဖို့တော်လင်းရဲဘေးကိုထွက်သွားအောင်လုပ်ဖို့ဆိုတာဟာတော်လင်းရဲတာဝန်ဖြစ်ပါတယ်လို့ပြောခဲ့ရပါ။ဒါဟာတော်လင်းရဲစစ်မှန်တဲ့သဘောတရားကိုအလေးထားပြောကြားသွားတာဖြစ်ပါတယ်။ ကိုကျိုးချရဲတော်လင်ရင်မဟုတ်ဘူးအဖွဲ့စီအကျိုးချရဲတော်လင်ရင်လည်းမဟုတ်ဘူးလို့သူကရှင်းလင်းပြောဆိုခဲ့ပါတယ်။ဆလိုင်းယောမန်ကလက်ရှိတော်လင်ရင်ဟာနေရဒေသအမျိုးမျိုးနိုင်ငံအနှံ့ပြန်မြောင်ဖြစ်နေတာကြောင့်နေရလိုက်တော်လင်ရဲ့အဆင့်တန်းတွေဟာမတူညီဘူးလို့ပြောပါတယ်။ဥပမာအနေနဲ့တနင်္သာရီဘက်အခြေအနေရှင်းဘက်ဂရင်းနီဘက်အခြေအနေအညာဘက်အခြေအနေချမ်းမြောက်ဘက်အခြေအနေစတဲ့ဒေသအသီးသီးက တော်လင်းရဲ့အခြေအနေတွေဟာတဏျာနဲ့တဏျာမတူညီကြောင်းသူကဥပမာပေးပြောခဲ့ပါတယ်တော်လင်းရဲ့ရှစ်ဆန့်နေမုံပြောင်းလဲနေမုံနဲ့တိုတက်လာမှုတွေများစွာရှိသလိုဆုံးယုံတာတွေလည်းအများကြီးရှိရဲ့လို့ဆလန်ယော့မန်ကပြောပါတယ်ဒါပေမဲ့သူကပုတ်တက်အသီးတွေကျွေမာဖြစ်လို့အသီးတွေကျွေတိုင်းဝန်းနည်းမျိုးမဖြစ်ဖို့လိုပါတယ်ပုတ်တက်အသီးကိုကျွေအောင်လုပ်ရမှာကိုကတော်လင်းရဲ့တာဝန်ပဲလို့ပြောခဲ့ပါတယ်စစ်ကောင်စီတပ်တွေနောင်ရှိုကြောက်မဲ့အစတဲ့နေရာတွေကိုပြန်ဝင်ရောက်နိုင်တာမျိုးတွေရှိနေပေမဲ့တစ်ဖက်မှာလည်း အညာဒေတာရဲ့တော်လင်းအခြေအနေဟာအရင်နဲ့မတူဘဲတိုးတက်လာတယ်လို့သူကထောက်ပြခဲ့ပါတယ်။ဆက်လက်ပြီးတော်လင်းစုံမုံနေမြေမှာပါတီဆိုင်ဘုတ်ထောင်တပ်ပုံရိုက်ပြီးပြန်ဖြုတ်ပြေးခဲ့ရတဲ့ကြက်ခိုင်ရဲ့ပါတီသတင်းကိုတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်တထုံမြို့နယ်ကနေရရှိထားတဲ့ထူးခြားတဲ့သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အဲ့ဒါကတော့တော်လင်းတပ်ပွဲရဲ့စုံမုံထားတဲ့နေမြေတွေမှာကြက်ခိုင်ရဲ့ပါတီကရွေးကောက်ပွဲမဲဆွယ်ဆိုင်ဘုတ်တွေခတ်တာထောင်ပြီးတပ်ပုံချက်ကပြန်ဖြုတ်သိမ်းသွားတယ်ဆိုတဲ့သတင်းမှာ ဒီဇင်ဘာလ6ရက်နေ့ကတထုံမြို့နယ်ကြာပန်းကျွာတာယာစိတ်ုံချစ်မှာကြက်ခန့်ရဲ့ပတ်တီရဲ့ရွေးကောက်ပွဲအွန်လိုင်းရဲ့ဆိုင်းဘုတ်ကိုထောင်ခဲ့ပြီးတက်ပုံရယူခဲ့ပါတယ်။ပြည်ရနဲ့အဲ့ဒီနေ့မှာပဲဆိုင်းဘုတ်ကိုချက်ချင်းပြန်ဖြုတ်သိမ်းသွားတယ်လို့တထုံမြို့ပြအထူးပြောက်ကြားအဖွဲ့ရဲ့တာဝန်ခံရဲဘော်၃ညကပြောပါတယ်။အထက်ကအဘရီစီကဘတ်ဂျက်တင်လို့ကောင်းအောင်လုပ်တာလားဒီလိုတလင်းစွန်းမှုနေမြေမှာတောင်ကျွန်တော် မဲဆွေဆိုင်းဘုတ်ထောင်ထားတယ်ဆိုပြီးတပ်ပုံရိုက်ပြီးအလုံးလုံးပြရလားတော့မသိဘူးလို့ရဲဘော်တုံညာကဒီချင်းတွေကိုတုံးတက်ပြီး MPA သတင်းဌာနကိုအခုလိုပြောခဲ့ပါတယ်ဒီလိုမျိုးဆိုင်းဘုတ်တင်တပ်ပုံရိုက်ပြန်ဖြုတ်တာဟာဒီဇင်ဘာလ၄ရက်နေ့တုန်းကလည်းတထုံမြို့နယ်ပနေရောကျေးရွာအုပ်စုအလေးရွာမှာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်အထူးသဖြင့်ကြာပန်းရွာရောပနေရောရွာရောဟာတွလင်းတက်ဖွဲ့ရဲ့စူးမိုးထားတဲ့နေမျိုးရဖြစ်တယ်လို့ရဲဘော်တုံညာကဆက်ပြောပါတယ်ပနေရောရွာဟာ တိုက်ကော်လေးကကလန်မဘေးမှာတရှိပြီးတိုက်ခိုင်ရင်အမခံအင်အားများတဲ့ရွာတရွာ ဖြစ်တယ်လို့လည်းသိရပါတယ်။လက်ရှိမှာတော့မွန်ပြည်နယ်အတင်းကတိုက်ထိုတိုက်မရောချောင်းဆောင်မွန်မြိုင်နဲ့တထုံမြို့နယ်တို့မှာတရားမဝင်ရွေးကောက်ပွဲအပိုင်း၁ကိုဒီဇင်ဘာလ28ရက်နေ့မှာပြုလုပ်သွားမယ်လို့သိရပါတယ်။ထပ်မံတင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်ကတော့ထိုင်းဘတ်ထဲဘုံတိွေထပ်မံကြားရောက်ရင်တံမြန်ပြစ်ခတ်မှုတွေလုပ်မယ်လို့ပြောလိုက်တဲ့ထိုင်းစစ်ဦးစီးချုပ်သတင်းကိုပြောပြပါဦးမယ်။ ဒီဇင်ဘာလ9ရက်နေ့မိုးလေပိုင်း12နာရီခွဲခန့်မှာမြန်မာဘက်ကပစ်ခတ်လိုက်တဲ့မော်တာဂျီတလုံးဟာထိုင်းနိုင်ငံတက်ပြင်းနယ်မဲဆောက်ခရိုင်မဟာဝွန်တိုက်နယ်ထက်ကမဲကိုကန်ကျေးရွာထဲကိုကျရောက်ခဲ့ပါတယ်။ဒီရွာဟာတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေတဲ့နေရာတွေနဲ့နီးကပ်တဲ့အတွက်အနေအမြင့်မာတဲ့ area တစ်ခုဖြစ်ပါတယ်။ဒီကျေးကျရောက်မှုကြောင့်လူနုဦးတန်ရရှိခဲ့ပြီးရုရှားမနုအထူးလုပ်ငန်းအဖွဲ့ကထိုင်းတပ်ဖွဲ့တွေဟာလုံခြုံရေးအတွက်ကင်းလင်းမှုတွေကိုချက်ချင်းတင်းကျပ်ခဲ့ရပါတယ်။ ဒီဇင်ဘာလ6ရက်နေ့မှာတော့ကောက်ကေးဦးကြီးချုပ်ဘုချုပ်ကြီးဥက္ကရက်ဘွန်တနိုဟာဆုံကလာပြည်နယ်မှာမီဒီယာရဲ့မင်းခွန်းတွေကိုဖြစ်ကြားခဲ့ပါတယ်။သူကမြန်မာစစ်တပ်နဲ့တိုင်းသာလက်နက်ကန်တပ်ဖွဲ့ရဲ့အကြမ်းတိုက်ပွဲတွေကြောင်းလက်နက်ကြီးကြီးတွေထိုင်းပိုင်ရက်ထဲကြားရောက်ခဲ့တယ်ဆိုတဲ့သတင်းတွေကိုအတည်ပြုခဲ့ပါတယ်။ပြစ်ခတ်မှုလမ်းကြောင်းမှားယွင်းတွေ့ဆက်မှုကြောင်းကြီးတွေဝင်ရောက်ခဲ့ရလို့သူကဆိုပါတယ်။ဘုချုပ်ကြီးဥက္ကရက်ဟာလက်ရှိမှာမြေပြင်မှာရှိတဲ့ထိုင်းစစ်တပ်ယူနစ်တွေကိုသတိပေးချက်တွေထုတ်ပြန်ထားတယ်လို့ပြောပါတယ်။ ပြီးတော့နရီဆွမ်တပ်ဖွဲ့လက်အောက်ကရုရှားမှန်နုအထူးလုပ်ငန်းအဖွဲ့ဟာထိတွေ့ပစ်ခတ်မှုစီးမြှင့်နေတဲ့အညီလှုပ်ဆောင်နေပါတယ်လို့ပြောပါတယ်။ဒါအပြင်စစ်ကောင်မရှင်နဲ့တိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေနှစ်ဖက်စလုံးနဲ့ TPC စနစ်ကနေတဆင့်ပူးပေါင်းဆောင်ရွက်ပြီးထိုင်းနိုင်ငံအတွင်းဒီလိုဖြစ်ရမျိုးမဖြစ်စေဖို့တတိပေးထားတယ်လို့လည်းသူကရှင်းပြခဲ့ပါတယ်။ဒါမျိုးထပ်ပြမယ်ဆိုရင်ထိုင်းစစ်တပ်ကထိတွေ့ပစ်ခတ်မှုစီးမြှင့်တွေကိုပုံမတင်ကျပ်စွာကျင့်သုံးသွားမှာပါလို့ဗိုလ်ချုပ်ကြီးဥက္ကဋ္ဌကပြောကြားခဲ့ပါတယ်။ ပြည်တွင်းထဲနောက်ဆုံးသတင်းအနေနဲ့ KIA ထိုးစစ်ကိုမရက်တက်နိုင်မှုဟာတပ်တွင်သတင်းပေးရကြောင်းဖြစ်တဲ့ဆိုပြီးလောင်မြိုက်နေတဲ့ lobby ရဲ့အကြောင်းပါစစ်ကောင်မရှင်ကိုထောက်ခံတဲ့ lobby ဟာ KIA ရဲ့ထိုးစစ်တွေကိုထိထိရောက်ရောက်မရက်တက်နိုင်သေးခြင်းအပေါ်စိုးရိမ်မကင်းဖြစ်ကာအချင်းချင်းပြန်လည်ဝေဖန်တုံ့တက်မှုတွေဟာပြင်းပြင်းထန်ထန်ထွက်ပေါ်နေပါတယ်အဲ့ဒီ lobby တွေကစစ်ကောင်မရှင်အနေနဲ့ KIA ရဲ့ထိုးစစ်ကိုအခုအချိန်ထိမထိန်းရှုံနိုင်တဲ့ဟာတပ်တွင် ်တစ္ဆာဖောက်ဖြည့်သူရဲ့ကြောင်းလိုတိုက်ရိုက်ဆွတ်ဆွဲပြောဆိုနေကြပါရယ်လော်ဘီရှူရဲ့မေကွန်းထုံးမှုနဲ့ဝေဖန်ချက်တွေက KN ကိုမထိန်ရှုံနိုင်သေးရခြင်းဟာတက်အတွင်းကသတင်းပေးတွေကြောင်း KN ကိုအချိန်မထိန်နိုင်သေးရလားစစ်ဘက်အရာရှိကြီးတွေရဲ့လက်ငွေကိစ္စတွေကြောင်းစစ်စင်တွေထိအောင်မရှိရလားတိုင်းရင်းသားဖွဲ့အနေနဲ့စစ်တပ်အကြမ်းကစီးပွားရေးအရာအကျိုးတူပူပေါင်းဆောင်ရွက်မှုတွေရှိနေရကြောင်း KN ကိုအပြတ်မတိုက်နိုင်သေးရလားဆိုပြီးပြောဆိုနေကြပါတယ် အဲ့ဒီဝေဖန်ချက်တွေအထင်းမှာ TNL နဲ့ MNDO တို့ကိုစစ်ကောင်စီအရအချိန်ထိပ်သွားအောင်လှုပ်ဆောင်နိုင်ခဲ့ပြီးညင်ဝဲပြပြသွားခဲ့ပြီလို့နှိုင်းရှင်ဖော်ပြထားပါတယ်ဒီလိုနှိုင်းရှင်ချက်တွေဟာစစ်ကောင်ရှင်ဘတ်တော်သားလို့ယူဆရတဲ့သူတွေအကြမ်းမှာတောင်းစစ်ရေးစွန့်ရေးအပေါ်နဲ့တပ်တွင်စီလုံးမအပေါ်မှာဝေကွန်းထုတ်ဝေဖန်မှုတွေပြင်းထန်နေရဆိုတာကိုပြသနေရလဲဖြစ်ပါတယ် ကေအိုင်ဟာလက်တလုံးမှာထိုးစစ်တွေအဆက်မပြတ်ဆင်နွှဲနေပြီးစစ်ကောင်စီရဲ့တက်စကန်တွေနဲ့မျိုးတွေကိုတင်ပိုက်တာထိန်းချုပ်မှုရှော့ချတာတွေရှိနေပါတယ်။ဒီလိုထိရောက်တဲ့ထိုးစစ်တွေကြောင့်စစ်ကောင်စီဘက်ကဆုံးချုံမှုတွေရှိလာတဲ့အခါစစ်တပ်ထောက်ခံသူတွေအကြမ်းမှာစိတ်ပြအားငယ်မှုတွေတီထွာလာလည်းဖြစ်ပါတယ်။နောက်ဆုံးပြပသတင်းကတော့အိန္ဒိယကိုဟာပန်းဖြစ်ဒေတာကကလပ်တစ်ခုမီးလောင်လို့ခေတ်သွဲလေးဦးအပါအဝင်25ဦးသေဆုံးတဲ့သတင်းကိုပြောပြရင် ဒီနေ့အတွက်ကျွန်တော်ရဲ့သတင်းတင်ဆက်မှုတွေကိုဒီမှာပဲကျန်းလာလိုက်ချင်ပါတယ်ခင်ဗျာအိန္ဒိယနိုင်ငံရဲ့လူကြိုက်များတဲ့အပန်းဖြေစခန်းဒေသဖြစ်တဲ့ကိုအာမာကလပ်တစ်ခုမူလောင်မှုဖြစ်ပွားခဲ့ရာခေးသွားလေးဦးအပါဝင်အ ਨੇ ဆုံး25ဦးသေဆုံးခဲ့ကြောင်းတာဝန်ရှိသူတွေကပြောကြားခဲ့ပါတယ် CNN ရဲ့မိတ်ဖက်သတင်းဌာနဖြစ်တဲ့ News8 ရဲ့ဖော်ပြချက်အရမိလောင်မှုဟာစနေနေ့ တကောင်ရင်လောက်မှာအပူရာရွာမှာရှိတဲ့ကလဲရဲ့မိဖို့ကြောင့်နေရာမှာဓာတ်ငွေပူတလုံးပောက်ကွယ်ပြီးတဲ့နောက်စတင်ဖြစ်ပေါ်ခဲ့လို့သိရပါတယ်။ရေတပ်ဖွဲ့ရဲ့ပြောကြားချက်အရတစ်ဆုံးသူတွေအထက်မှာစစ်လေဦးဟာဝန်ထမ်းတွေဖြစ်ကြပြီးတစ်ဆုံးခဲ့တဲ့ခီးသွွားတွေရဲ့နိုင်ငံသားအချက်လက်ကုန်မှုအခုအထိအတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်။မိလောက်မုံကြောင်တရားသူ9ဦးကိုစစ်ကူတမုံပေးနေရပြီးတအူးမှာခန္ဓာကိုယ်ရဲ့60ရာခိုင်နှုန်းမိလောင်တန်ရရှိထားတယ်လို့သိရပါတယ်။ ကိုဟာအိန္ဒိယနိုင်ငံအနောက်ဖက်ကန်ယိုရန်ဘော်ကတင်းငယ်တဲ့ပြည်နယ်တစ်ခုဖြစ်ပြီးကမ်းခြေဝင်တဲ့ပေါ်တူဂီအမွေအနှစ်တွေကြောင့်ထင်ရှားကနှစ်စဉ်နိုင်ငံခြားသားခီးသွားထောင်ပေါင်းများစွာနဲ့ပြည်တွင်းခီးသွားတန်ပေါင်းများစွာကိုဆွေးဆောင်ရတဲ့ဒေသဖြစ်ပါတယ်။ပြည်နယ်ဝန်ကြီးချုပ်ပရမော့ဆာဝန်ကတနုအနေနဲ့မနက် H ပေါ်က post တစ်ခုမှာဒီနေ့ဟာကိုအာမာရှိတဲ့ကျွန်တော်တို့အားလုံးအတွက်အရန်ကိုနာကျင်ဖွယ်ကောင်းတဲ့နေ့ပါလို့ဖော်ပြခဲ့ပါတယ်။ကိုအကျမ်းမကြီးဝန်ကြီး ပက်ရှွာချက်ရာနီကလည်းအစ်မပဲဒံရယသူကိုကိုအားစစ်တက်တုံနဲ့ဆေးုံကြီးကိုပို့ဆောင်ထားပြီးတညလုံးစစ်ကူတာရဲ့အဖွဲတွေကအကောင်းဆုံးစစ်ကူတာမှုနဲ့ပင်းနေရလို့ပြောကြားခဲ့ပါတယ်။ MPA ညပိုင်းအထိရရှိထားတဲ့ဒနစ်တာအထူးကြဆုံးသတင်းတွေကိုတင်ဆက်ပေးကြရပါ။ MPA ကနေ့စဉ်အကြမ်းမလက်တင်ဆက်ပေးနေတဲ့ရုပ်သံနဲ့စာသတင်းတွေကို Facebook, YouTube, TikTok နဲ့ website စာမျက်နှာတွေမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ MPA တင်ဆက်မှုတွေကိုကြည့်ရှုအားပေးသူအားလုံးနဲ့တကွာ ဝေရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှပြကျမ်းမာချမ်းသာပြီးဘဝမော်ရယ်ပြေကြပါစေခင်ဗျာ။